စပယ်ဆိုင်ဖို့အတွက်ဘန်ကောက်မှာဖြစ်စေကိုရီးယားမှာဖြစ်စေဒရီကမှာဖြစ်စေပြည်တွင်းမှာဖြစ်စေစုံစမ်းမေးမြန်းကြတဲ့အခါမှာဘယ်စပယ်ဆိုင်လေးကအကောင်းဆုံးလဲဆိုရဲမိကုံဟာကျွန်တော်စီမှာအမေးအမြစ်မိကုံတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မလို့ယခုဗီဒီယိုမှာဒေးဆိုင်စပယ်ဆိုင်လေးနဲ့ FUH စပယ်ဆိုင်လေးနဲ့ပတ်သက်ပြီးအချက်၃ချက်ကိုမျှဝေပေးသွားမှာမို့ယခုဗီဒီယိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါအောင်။နံပါတ်၁အချက်ဒေးဆိုင်က FUH ထက်ပိုကောင်းလား။ โอเคဒေးရှန်စပင်ဆိုင်နေရာအဖျူရဲ့ပထမအဆင့်ကိုအခြေခံထားရဆိုတဲ့အချက်ကိုအရှိဗီဒီယိုမှာရှင်းပြပေးတာရှိပါတယ်အဓိကအဖြစ်ပထမအဆင့်ကိုအခြေခံထားပြီးထိပ်ပျော်နေနေရာမှာပြန်ဆိုင်ပုံမှန်ကြွားတာပါဒါကြောင့်မလို့ဒေးချိုင်စပင်ဆိုင်နေရာအဖျူကြီးထက်ပိုကောင်းနေဆိုရရလက် ပိုကောင်းချောင်းတက်တည်ပြနိုင်တဲ့စိတ်သိပ်ပလေးလာမှုတွေမရှိသေးပါဘူး။နံပါတ်1ဒေးဆိုင်နဲ့ FU ဘယ်နီလန်ကအောင်မြင်မှုနှုန်းပုံများလဲဆိုတာပါ။ဒေးဆိုင်က FU ထက်တာလွန်ချောင်းပြတ်တနိုင်တဲ့စိတ်သိပ်ပလေးလာမှုမရှိပါဘူး။ FU မျိုးပဲနေ့စနစ်မှန်ကန်စွာနဲ့လှုပ်ဆောင်နိုင်မယ်ဆိုရင် FUE နီးရလဲအောင်မြင်မှုနှုန်းက90ရာခိုင်နှုန်းကျော်ပြီးသားဖြစ်ပါတယ်။နံပါတ်3ဒီရိုင်က FUE တဲ့တဘာဝကျတဲ့ရက်လက်တွေတဘာဝကျတဲ့ headline တွေရရှိစေသလားဆိုရဲအချက်ပါ။ headline ဖန်တီးတဲ့နေရာမှာဂျပန်ဆိုင်ဆရာဝန်ရဲ့အမှုပညာဆံမှုဆရာဝန်ကမြင်တဲ့ပုံစံလူနာကကိုလိုချင်တဲ့ပုံစံအတွက်နှုန်းနှစ်ဖက်ဆွေးနွေးညှိနှိုင်းမှုတော့ကအဓိကအရေးကြီးပါတယ်။အကယ်၍နီးစနစ်မှန်ကန်စွာလှုပ်ဆောင်နိုင်မယ်ဆိုရင်ဘယ်နည်းလမ်းကိုပဲသုံးသုံး headline တွေကတဘာဝကျကျဖြစ်နိုင်ပါ။နောက်ပြီးတော့ထိပ်ပြောင်းတဲ့နေရာ ာမှာအပေါက်လေးတွေကိုမှန်ကန်စွာပြုလုပ်နိုင်မယ်ဆိုရင် FUE ရော DH ဆိုင်နီးလန်ရောတဘာဝကြတဲ့ရလက်ကိုရရှိစေပါတယ်အဲ့ဒါကြောင့်စပင်ဆိုင်မယ်ဆိုရင်နံပါတ်1ကိုယူချင်မယ်ဆရာဝန်အဖွဲ့အစည်းကဘယ်စပင်ဆိုင်တွေကိုပိုကျွမ်းခြင်းပိုင်နိုင်လဲနံပါတ်2ကိုထိပ်ပြောင်းတဲ့ပုံစံအောင်ဘယ်နီးလန်ကအကောင်းဆုံးရလက်ပေးနိုင်မလဲနံပါတ်3ကိုတက်နိုင်တဲ့ကုန်ကျဝင်တဲ့အောင်ဘယ်နီးလန်ကအသင့်တော်လဲဆိုတဲ့အချက်တွေကိုအဓိကထားစဉ်းစားတင်ကြောင်းမျှဝေပေးလိုက်ရပါတယ်